မင်္ဂလာပါခင်ဗျာကျွန်တော် Nap ကျွန်း channel ကိုပြန်လည်ကြိုဆိုလိုက်ပါတယ်။အဲဒီနေ့မှာတော့ကျွန်တော် channel လေးကနေတင်ဆက်ပေးသွားမှာကတော့ game တွေထဲမှာမှအန်ရယ်များပဲမဲ့ရှာဖွေလို့ကောင်းတဲ့ explore လုပ်လို့ကောင်းတဲ့ video game လေးတွေအကြောင်းဖြစ်ပါရမှာနော်။အဲကျွန်တော်ခုပဲစလိုက်ရအောင်နော်။ကြောပထမအဆုံးတင်ဆက်ပေးမှာ Subnautica ဖြစ်တယ်ဗောနော်။အဲ Subnautica ကအခုဆိုရင်အားလုံးသိနေပြီဒါဖြစ်လောက်မဲ့ထင်ရတယ်။ Survival Exploration Game တွေဖြစ်ပြီး2018မှာထွက်ခဲ့တာဖြစ်တယ်ဗောနော်။ အဲ PS4 Xbox One နောက်ပိုင်းဂိမ်းဆက်တွေနဲ့ကျွန်တော် PC မှာပဲကစားလို့ရမယ့်ဂိမ်းလေးဖြစ်ပြီး First Person View ကလည်းအဓိကကစားရတဲ့ဂိမ်းလေးဖြစ်တယ်ပေါ့နော်။အဲကျွန်တော်တို့ကရေရေသမုတ်တရာတွေပြည့်နှက်နေတဲ့ဂျိုးတဂျိုးဖြစ်တဲ့4546 B ကိုရောက်သွားတဲ့အာဂတရင်မှုနေရာကစားရတာဖြစ်ပြီးအဲ့မှာရှင်သန်မှုကြိုးစားရတာကျွန်တော်တို့ရဲ့အဓိက main plot ဖြစ်တယ်ပေါ့နော်။အဲ Survival game ဖြစ်တဲ့အရာ Oxygen တွေကိုယင်လေးဘေးရ Water Pressure တွေကိုဘော်ရကအမြဲတမ်း စီမံနေရမှာဖြစ်ပြီးတွေးရတဲ့တရားတွေကိုလည်းပေါ့နော်ကျွန်တော်တို့ကပြန် fight ဖို့အတွက်ရှောင်ဝါဖို့ကိုအဓိကဦးစားပေးကစားရတဲ့ game တွေဖြစ်တယ်ပေါ့နော်ကျွန်တော် tutorial session မှာလည်းကျွန်တော်တို့ကိုဘာတွေလုပ်တင်လဲဘာတွေလုပ်ရမယ်ဆိုတာရှင်းပြတာနဲတဲ့အပြင် coasters နဲ့ကိုအဓိကအပြုတ်ပြီးဆောက်ရတဲ့ survival game တွေဖြစ်ပြီးတွေ့ရတဲ့ area တစ်ခုချင်းစီသရဝတစ်ခုချင်းစီကမိုက်တယ်လို့နာမည်ကြီးတဲ့ game တွေတစ်ခုဖြစ်တာမဟုတ်လို့လဲ explore လို့လို့ကောင်းတဲ့ survival game လေးတွေမှာတော့ subnautica ကလည်းနာမည်အကြီးဆုံးတစ်ခုဖြစ်ပါတယ်ခင်ဗျာ ကျွန်တော်နောက်ထပ်တင်ဆက်ပေးမယ့် game လေးက Dragon Dogs မှာ2ပဲဖြစ်တယ်ပေါ့နော်အဲဒီ Dragon Dogs မှာ2က2024မှာထွက်ခဲ့တာဖြစ်ပြီးမှသူတို့ franchise အနေနဲ့ဆိုရင်တော့ထွက်နေတာကြာပြီဖြစ်ပြီးကျွန်တော်ကိုယ်တိုင်လည်းအခုဒီ store ကိုလွတ်လွတ်နေတဲ့ Capcom ရဲ့ Medieval RPG ဖြစ်တယ်ပေါ့နော် အခုမျိုးဆက်ကွန်ဆိုတွေနဲ့ PC ပေါ်မှာပဲလောလောဆယ်ထိတော့ကစားလို့ရမယ့် game တွေဖြစ်ပြီး1နဲ့ကနေစပြီးသူရဲ့ combat storyline wallpaper နဲ့ဒီ environment နဲ့ NPC တွေရဲ့ quest line အစသူ style နဲ့စုသွားနေပြီးသူပြိတ္တနဲ့သူရှိပြီးသား game ဖြစ်တယ်ဗောနော်အခုဘက်က fight ပေးမယ် party member လိုမျိုး NPC တွေရှိပြီးမယ်သူတို့ကိုကျွန်တော်တို့ကတိုက်ရိုက်ထိန်းချုပ်လို့ရတာမျိုးမဟုတ်ပဲ pawn ဆိုတဲ့ system တစ်ခုနဲ့ထိန်းရတာအဲ့ဒီ in game နဲ့ quest တွေပြဿနာတွေကိုဖြေရှင်းရတာကအစအစမ်းဖြစ်ပြီးအဲ့ဒါကိုကျွန်တော်အပေါ်က video လေးတစ်ခုမှလည်းတင်ဆက်ခဲ့ပူရယ်ဗောနော်အဲ့နောက်ဆုံး းပြောရရင်တော့သူ့ vibe နဲ့သူစော့ရတဲ့ game တွေဖြစ်ပြီးအန္တရာယ်များပဲမဲ့အကဘာကိုရှာဖွေရတာကောင်းတဲ့ game တွေရမှာတော့ Dragon's Dogma 2ကလည်းလုံးဝလွတ်မသွားတဲ့ game တွေတစ်ခုဖြစ်ပါတယ်ခင်ဗျာ ဲကျွန်တော်နောက်ထပ်တင်ဆက်ပေးမယ့် game လေးက Remnant 2ဖြစ်တယ်ပေါ့နော်ဒီ list ထဲမှာ Remnant 2ကိုဖော်ပြရတာက open world game မဟုတ်တဲ့အတွက်အနည်းငယ်အငင်းပွားစရာရှိတယ်လို့ပြောလို့ရရပါတော့။သူကအဓိကအားဖြင့် computer ကတွက်ချက်ပြီးထုတ်တဲ့ procedure လေး generate တဲ့ level တွေကိုအားပြုပြီးစောရတဲ့ roguelike game ဖြစ်ပြီး enemy spawn point နဲ့ map layout တွေနဲ့အတူတူ game ရဲ့အရာရာကိုမြင်ရဖို့ဆိုရင်ဘော်ဒါက run တွေကို အခါ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 ကစားရဖို့အခြေအနေရှိတယ်ပေါ့နော် rock like game ဆိုတဲ့အတိုင်းပဲဒါပေမဲ့အဲ့ဒီရှာဖွေတွေ့ရှိရတဲ့ secret dungeon တစ်ခုချင်းစီနဲ့အတူတူကျမ်းတဲ့ reward တွေအပြင်အဲ့ဒါတွေအားလုံးကို background law နဲ့ပြန်ချိတ်ထားတာအထီး random do ကချီကျုခံရတဲ့ game လေးတစ်ခုတော့ဖြစ်တယ်ပေါ့နော်အဲအဲ့ဒါမို့လို့တကယ်ခတ်တဲ့ shooter တွေကိုကြိုက်တဲ့ player တွေ exploration လုပ်ရင်လည်းအနေအများနဲ့ပတ်ဝန်းကျင်တွေကိုမှခိုက်တဲ့ border တွေအတွက်တော့ remnant 2ကလည်းလွတ်မသွားတဲ့ shooter game ကောင်းလေးတစ်ခုဖြစ်ပါတယ်ခင်ဗျာ အကျွန်တော်ထပ်တင်ဆက်ပေးမယ့် game လေးက Snow Runner ဖြစ်တယ်ဗောနော်အဒီ game လေးကလည်း2020မှာထုတ်ခဲ့တဲ့ game လေးဖြစ်ပြီး off-road ကားမောင်းရတာကို simulation ဆက်ဆံကစားရပြီးအဲ့ဒါကိုမှနှင်းထဲမှာခက်ခက်ခက်ကစားရတဲ့ game လေးဖြစ်တယ်ဗောနော် Snow Runner ဆိုတဲ့နာမည်အတိုင်းပဲပတ်ဝန်းကျင်ကနှင်းနေရဲ့ဖြည့်စည်မှုကိုခံနိုင်ရအောင်ကားကိုတနေရာတနေရာအစားပေါ်တာအနှဲငယ်ခက်ခက်ခက်မောင်းရမှာဖြစ်ပြီးမောင်းလို့ရတဲ့ကားပေါင်း60ကျော်ပါပြီး ဒီနှင်းတွေနဲ့နာမည်ကြီးတဲ့ဒေသတွေဖြစ်တဲ့ Alaska, Michigan နဲ့ Russia တို့လို location တွေကိုအဓိကအခြေပြုထားလို့သိရတယ်ပေါ့နော်။အဲဘော်ဒါကနှင်းထဲမှာ point ရရနေ point ပြီးကိုမောင်းနေရင်လည်း resource တွေအတွက် strategically အနည်းပြုခါပိုင်းရန်တချို့နေရာတွေမှာဆိုကြိုးစီစဉ်ပြီးမောင်းရမယ်ခင်လို့လည်းသိရတယ်ပေါ့နော်။အပြင်ခက်ခဲတဲ့နေရာတွေမှာ upgrade တွေကိုကွက်ထားတဲ့ဂိမ်းလေးတွေလည်းသိရပြီး offroad ကားကြီးတွေနဲ့ snowmobile တွေနဲ့ဒီနှင်းထဲမှာကားမောင်းကျင်နဲ့ပေါ်တာတွေအတွက်တော့ slow runner ကလည်းတစ်ချက်ကြည့်တဲ့ဂိမ်းလေးတစ်ခုလို့ကျွန်တော်ထင်ပါတယ်ခင်ဗျာ ကျွန်တော်တက်တင်ဆက်ပေးပေးကိလေးအောင် Elden Ring ပဲဖြစ်တယ်ပေါ့နော်အဲ့တော့ကဘာကြီးကိုရှာဖွေရတာအန္တရာယ်လည်းများပြီတကယ်ကလစ်ဖြစ်သွားရင်ပျော်ဖို့ကောင်းတဲ့ဂိမ်းတွေအကြောင်းပြောရင်တော့ Elden Ring က mass ပါမပါမဖြစ်ပဲဖြစ်တယ်ပေါ့နော်ဘရရှာနှစ်ခုမရသေးလို့ Lindell ကိုအစောကြီးသွားလို့မရတာကလွဲရင်ကြိုက်တဲ့နေရာကိုသွားပြီးကြိုက်တဲ့အခန်းကိုကြိုက်တဲ့အစီအစဉ်ရဆပြီးဆော့လို့ရတယ်ပေါ့နော်ဒါပေမဲ့အန္တရာယ်များတာတော့တကယ်ဖြစ်ပြီးပေါ်လာလို့အခု Elden Ring ဆော့ဘူးတဲ့ player တိုင်း Never 3 cm နဲ့စီမှာတည်ဘူးတာကိုမှတ်မိမယ်လို့ထင်ရတယ်ပေါ့နော်အပြင်အရာရာတော်တော်များများကလည်းမြုပ်ထားတာဖြစ်ပြီး ျွန်တော်တို့ဒီဂိမ်းထဲကအရေးကြီးဆုံး basic idea နှစ်ခုလို့ပြောလို့ရတယ်မြင်းနဲ့ဝိညာဉ်ကိုစံမလို့တဲ့ခေါင်းလောင်းလေးတောင်မှဒီဖျားချောင်းကိုဒုတိယတစ်ခေါက်ပြန်သွားတော့မှကျွန်တော်ရာနီစီကလည်းရမှာဖြစ်တယ်ပေါ့နော်ပြန်ဒီတလန်းပြီတွင်းရဲ့နေရာတိုင်းတောင်တိုင်းမှာမြုံထားတဲ့ lore တွေ reward တွေရှိနေတယ်ဆိုတာတကယ်ဆော့ရင်မြင်ရမှာဖြစ်ပြီ from software ရဲ့တကယ်ကို legendary game ဖြစ်နေတယ်ဆိုတာအကြောင်းမဲ့တော့မဟုတ်ဘူးခင်ဗျာ ကျွန်တော်နောက်ထပ်တင်ဆက်ပေးမယ့် game တွေက Hollow Knight ပေါ့နော်ဒီတစ်ခုကတော့ indie bet လေးကိုသွားလာပြီး indie game တွေထဲမှာလူချစ်ခံအဆုံးဖြစ်တယ်လို့သူရဲ့ချိတ်ဆက်နေပြီး explore လုပ်လို့ကောင်းတယ်တကယ် tradition နဲ့ soul slide ကဘာတွေလိုမျိုးတိဆောက်ထားနိုင်တဲ့ကဘာလေးကြောင့်နာမည်ကြီးရပေါ့နော်အဲပေါ်လာ power app တွေကလည်းမြှုပ်ထားရတာဖြစ်ပြီးကျွန်တော်အရှိရတင်ဆက်ခဲ့တဲ့ game တွေကိုပဲဘယ်သွားရမယ်ဘာလုပ်ရမယ်အစားကိုယ့်အကို sense နဲ့တွေးယူပြီးကစားရတဲ့ game တွေဖြစ်တယ်ပေါ့နော် အဘောရာ post တွေ fight တွေမဟုတ်ပဲ platform ရဲ့ session တွေကအစားခတ်တဲ့ gain တွေဖြစ်တယ်ပေါ့နော်ဒါမဲ့ source gain တွေရဲ့ထုံးစံအတိုင်းပဲ lower ခတ်တဲ့ quest တွေအစားတွေပြောမဲ့ npc တွေနဲ့မြုပ်ထားတဲ့နေရာတွေအများကြီးရှိတာဖြစ်ပြီး exploration လို့လို့ကောင်းတဲ့ indie game တွေအကြောင်းပြောရင်နော် hollow knight ကလည်းထိတ်ဆုံးမှရှိတဲ့ game တွေတစ်ခုဆိုတာသိကြတယ်ခင်ဗျာ ဒီဟာကတော့ကျွန်တော်လုံးဝမတင်ဆက်ဖူးတဲ့ series လေးကိုပဲတင်ဆက်လိုက်ပြီး Stalker series ဖြစ်တယ်ပေါ့နော်တကယ်တော့ Stalker series ကကျွန်တော်2009ကထွက်ခဲ့တဲ့ Shooter series ဖြစ်ပေမဲ့ကျွန်တော်ကိုယ်တိုင်ကိုအခုထိမစော့ဘူးသေးပဲမနစ်ကမှထွက်သွားတဲ့ Stalker 2တွင်လည်းနာမည်ကြီးရဲ့ game လေးတစ်ခုဖြစ်တယ်ပေါ့နော်ကျွန်တော် new pack ဝဲမှုဖြစ်ခဲ့တဲ့ Channel Y မျိုးလေးကိုအခြေခံထားတာဖြစ်ပြီးကြယ်ပြန့်ပြီး explore လုပ်လို့ကောင်းတဲ့ open world ကြောင့်ချီးကျူးခံရတဲ့ game လေးဖြစ်တယ်ပေါ့နော် အဲ့အဲ့ဒီမှာကိုမကျွန်တော်တို့ကဒီမြူတန်ရန်သူတွေ radiation zone တွေကိုပါထပ်ပေါင်းထားလိုက်တာဖြစ်ပြီး first person view နဲ့ဟိုမှာပေါ်တာ survival horror element လေးတွေပါအချိုးညီညီပေါင်းထားတာမျိုးဆော့ရမှာဖြစ်တယ်ပေါ့နော်ပုံမှန်တင်ဆက်ခဲ့သလိုပဲကျွန်တော်တကယ်လုံးဝလွတ်သွားပြီမယ်ကြိုက်တဲ့သူတွေပြားတယ် hardcore shooter game လေးတစ်ခုဖြစ်ပြီးဘဝင်းရင်ကိုရှာဖွေရင်းနဲ့ဆော့လို့ကောင်းတဲ့ game လေးတွေအကြောင်းပြောရနော် stalker ကလည်းသူ့ပြိတ္တတွေစီရတော့ချီကျူးခံရတဲ့ game လေးတစ်ခုဖြစ်ပါတယ်ခင်ဗျာ ဟုတ်ကဲ့အဲ့ဒါဆိုရင်ဒီနေ့ကျွန်တော် channel လေးကနေ video game တွေထဲမှာမှအနေရများပဲမဲ့ explore လုပ်လို့ကောင်းတဲ့ကဘာကိုပိုင်ဆိုင်ထားတဲ့ game တွေရဲ့အကြောင်းကိုဒီနေ့ဒီ video လေးနဲ့တိဆက်ခဲ့ပြီးသွားပြီဖြစ်ပါတယ်ခင်ဗျာအဲ့တော့လေ့ကျင့်တတ်ကြမယ်ထင်ပါတယ်ကျွန်တော်စကားပြောရတဲ့မှာလွယ်ဝတာလောဝတာအမပါဝတာရှိရင်လည်းဒေါ်လာကြီးထားပြီးနားလည်ပေးသိချင်ပါတယ်ခင်ဗျာဒီဗီဒီယိုလေးကိုသဘောကျရင်တော့ channel လေးကို like and subscribe လုပ်ပေးလို့ရပြီဒါကကျွန်တော်အတွက်အများကြီးထောက်ကူပြုပါတယ်ခင်ဗျာ ပတ်စဉ်တိုင်းဗီဒီယိုလေး၅ခုတင်ဆက်သွားဖို့ကြိုးစားနေပြီးကြည့်ရှုပေးနေကြတဲ့ပေါ်တာတွေအားလုံးကိုလည်း Happy Jesus တင်ပါတယ်ခင်ဗျာ။နောက် Gaming Content လေးတွေနဲ့တူကြော်ပြန်လာခဲ့ပါဦးခင်ဗျာ။ Peace